အလုံးမဲမကြပါဗျာခုတခါမှာတော့ကျိုင်းတုံကရတားကမိမလင်းငယ်နေတယ်ဆိုပြီးတော့လိုင်းမော်တင်ခဲ့မိဟာမိမကမဟုတ်မမှန်ဆွဆွေးလို့66ကားကြီးနဲ့အမှုဖွင့်ထားကြောင်းပြောပြလာတဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအလုံးတရာတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်တုံးတက်ပြကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ Country Knowledge Channel မှာ ပြန်လေကြိုးစုလိုက်ပါလေဗျာ။တိတ်ခါချလို့ဝါပြီလား။အေးတိတ်ခါချလို့ဝါရင်ငါပြောပေးမယ်။ငါ့ကိုဒီတက်တော့တိတ်ခါတွေချအောင်နေနဲ့။ရှင်းတယ်နော်။အေးနေတင်တဲ့ပို့မှာဒီနေ့တင်ညာတွင်းချင်းငါ66ကကြီးနဲ့အမှုဖွင့်နေရှင်းစက်ကမှာငါပုံလေးကိုဖျောက်ပေးတယ်ရှင်းပြီနော်အေးစကားများတာနဲ့တင်လာပြီးတင်စရာလည်းမလိုဘူးဗီဒီယိုရိုက်တယ် စိတ်ကိုစိတ်ဆိုးအောင်လို့ဆွားပေးတယ်ဆွားပေးပြီးတော့ငါ့ကိုလာပြောတယ်အေးပြောလို့ရွက်ပြီးငါလည်းပြောတယ်ဒါကငါ့ကိုတိတ်ခါချပြီးတော့ లై မတင်ဆရာမလို့ဘူးရှင်းတယ်နော်နေတင်တဲ့နေ့ပဲ66ကကြီးနဲ့ငါအမှုဖွင့်တယ်ရှင်းပြီနော်နေညာတင်းကြီးပဲရဲစခန်းမှာဖြုတ်ပေးပြီးပြီဒီပုတ်ကိုယူပြီးတော့လင်းငယ်နေပါတယ်လင်းငယ်နေပါတယ်ဆိုတော့တင်းနေတင်းတင်ထားတဲ့ကောင်တွေကောင်မတွေဖြောက်ရှင်ဖြောက်မဖြောက်လို့ရှိရင်နင်တို့လည်း66ကကြီးနဲ့အမှုဖွင့်မယ်တေချာတိတိကျကျမင်းရတယ်ရှင်းလားလူတယောက်ရဲ့တိတ်ခါကိုအတော့ဒီ6မိနစ်ကြာနေတယ် နေတော့လက်ဘူးလက်ချက်မိဘူးတလားမမိဘဲနဲ့တော့လာမတင်နဲ့ရှင်းပြီနော်အားလုံးပဲမင်္ဂလာပါကိုစိတ်နေပြကျမ်းမချမ်းသာကြပါစေကျွန်တော်တို့ဟိုတနေ့ရတော့ကျွန်တော်တို့အိမ်တော်ရေးကိစ္စနဲ့ကျွန်တော်တို့ပတ်သက်ပြီးတော့ကျွန်တော်တို့ပို့တင်လာတဲ့ဥစ္စာတွေကိုကျွန်တော်တို့စခန်းမှာလည်းနှုတ်နှစ်ဖက်ပြပြလည်လည်းနဲ့ရှင်းပြီးသွားပါပြီနောက်တစ်ခုကကျတော့ကျွန်တော်ကျွန်တော်စီကျွန်တော်တင်ထားတဲ့ပို့ကို sharing လုပ်ပြီးတော့ပြန်တင်တဲ့သူတွေအားလုံးကိုလည်းမြတ်တရရခံကြပါရစေ အကုန်လုံးဖြတ်ပေးကြဖို့မြတ်တာရက်ခံကြပါတယ်တကယ်လို့မဖြတ်ပေးဘူးဆိုရှိလို့ရှိရင်လည်းကျွန်တော်တို့တရားဥပဒေအရအရေးယူဆောင်ရွက်သွားပါမယ်ကျွန်တော်တို့ဒီအိမ်တော်ရေးပြဿနာကိုကျွန်တော်တို့ဘာရင်ကျွန်တော်တို့နှုတ်နှစ်ဖက်စခန်းရုံးမှာဖြည့်ရှင်းပြီးသွားပါပြီဖြည့်ရှင်းပြီးသွားတဲ့အတွက်ကျွန်တော်စီကရင်တော့မှ export တွေကိုကျွန်တော်တို့ပြန်ပြီးတော့မှ sharing လုပ်ပြီးတော့တင်တဲ့ဒီ front အပေါင်းကိုလည်းကျွန်တော်တို့ကမြတ်တာရက်ခံပါတယ်အကုန်လုံးဖြတ်ပေးကြဖို့မြတ်တာရက်ခံပါတယ်เนาะဒီခုခုအမှားများရှိလို့ချင်းလည်းကျွန်တော်တောင်းပါပါတယ်အားလုံးနားလည်ပေးကြပါ ဟိုပို့တွေကိုလည်းပြန်အများဆုံးပြန်ဖြတ်ပေးပါလို့ကျွန်တော်တောင်းဆိုပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်